မဲခေါင်မြစ်ဆိုတာကတော့ရှေ့တောင်အရှမှာအခြေလျားဆုံးမြစ်တစ်ခုဖြစ်ပါတယ်။တိဘက်တောင်တန်းပေါ်ကနေအစပြုပြီးတော့တရုတ်နိုင်ငံယူနယ်ပြည်နယ်ကနေဖြတ်သန်းကမြန်မာထိုင်းလာအိုနယ်နိမိတ်ကိုလည်းပြည့်စည်တဲ့မြစ်ဖြစ်ပါတယ်။လာအိုနိုင်ငံမြို့တော် VN10 ကိုလည်းဖြတ်သန်းပြီးတော့ထိုင်းလာအိုနယ်စပ်တစ်လျှောက်ကိုဖြတ်သန်းပါတယ်။အဲဒီနောက်မှာတော့ကမ္ဘောဒီးယားနိုင်ငံကိုဆက်လက်ဖြတ်သန်းပြီးတော့မြို့တော်ဖနန်ပန်ကိုလည်းဖြတ်ပြီးတော့စီစဉ်ပါတယ်။နောက်ဆုံးမှာတော့ VN နိုင်ငံကိုဖြတ်သန်းစီစဉ်ပြီးတော့ပင်လယ်ပြင်မှာအဆုံးသတ်သွားပါတယ်။ဒီမြစ်ချောင်းကတော့၄350 60ကီလိုမီတာရှည်လျားတယ်လို့ပြောကြပါဗျာ မဲခေါင်မြစ်ကိုမိခိုပြီးတော့အတံမွေးဝမ်းကြောင်းပြုတ်နေတဲ့လူကြီးရဲ့ကတော့68တန်းကျော်ရှိပါတယ်။အရင်တုန်းကတော့အဆင်ပြေကြပေမဲ့အခုနောက်ပိုင်းမှာတော့ပြဿနာတွေစတက်လာပါတယ်။ဒါကတော့မူလမြစ်ပိုင်ရှင်လို့ပြောလို့ရတဲ့အစပြုတ်ရာတရုတ်နိုင်ငံကဖြစ်ပါတယ်။သူရဲ့နိုင်ငံပိုင်နေနမိတ်အတွင်းကမဲခေါင်မြစ်ပေါ်မှာရေကာတာစက်တကူတီတိဆောက်ရာကနေအစပြုတ်ပါတယ်။ဒီအကျိုးဆက်ကိုတော့လာအိုဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့အဓိကခံရပါတယ်။ဒီရေကာတာတွေကြောင့်မလို့အောက်ပိုင်းနိုင်ငံတွေကမြစ်ရေတက်ချိန်ကျချိန်တွေကမမှန်တော့ပါဘူး။ရေလို အပ်ချိန်မှာမရဘဲနဲ့ရေမလိုအပ်ချိန်မှာရေကြီးတဲ့အထိကိုဒုက္ခတွေခံစားနေရပါတယ်။အဲ့ဒီအပြင်လောင်နိုင်ငံကလည်းရေအားလက်စစ်စီမံကိန်းဆိုပြီးတော့ဒီမြစ်ပေါ်မှာစောက်ပါတယ်။နောက်ပြီးတော့ရေကာတာတွေလည်းထပ်ပြီးစောက်တဲ့အတွက်ကြောင့်မလို့အောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားနဲ့ဗီယက်နမ်ကပို့ပြီးတော့ဒုက္ခရောက်လာပါတယ်။ဒီလိုမြစ်တစ်ခုပေါ်မှာစောက်လို့ရေ project တွေအများများလာတဲ့အတွက်ကြောင့်မလို့ဂရားစနစ်ကလည်းစတင်ပျက်စီးလာပါတယ်။ဒီမြစ်ကြောင်တစ်လျှောက်မှာလဲလေကျက်စားနေတဲ့ငါးတွေအတွက်လမ်းပိတ်တဲ့ပြဿနာတွေကြုံပြီးတော့မျိုးပွားနှုံငါးထွက်နှုံမှာကျဆင်းလာပါတယ်။အရင်တော့က တော့တဘာဝအရာအမြင့်တက်တယ်ကြတယ်နှုံးနေကြံခဲ့တယ်အဲ့ဒီပုံမှာစိုက်ပျိုးတွေလုပ်ပြီးတော့အတော်လေးကိုအဆင်ပြေကြပါတယ်အထူးသဖြင့် VNN နိုင်ငံကတရားကိုအားပြုလုပ်ကြပါတယ်လောက်ဆိုရင်တော့မဲခေါင်မြေရဲ့အကျိုးသက်ရောက်မှုကိုတော်တော်လေးတိလောက်ပြီလို့ထင်ပါတယ်ကျွန်တော်တွေးကြည့်ရမှာကြတော့ဒီပြဿနာအတွက်တရုတ်နိုင်ငံကိုအပြစ်တင်ရမှာလားဒါပေမဲ့လည်းမဲခေါင်မြေကတရုတ်နိုင်ငံကအစားပြုပြီးတော့သူ့နိုင်ငံအတွင်းမှာပဲရေကာတာတွေစောက်တဲ့ကိစ္စကိုမလုံနဲ့ဆိုပြီးတော့သွားပြောရလဲခဲ့ပါတယ်ဒါဆိုရင်ငြိမ်ခံနေရမှာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးမြစ်ဆွေသဘော ကရေချောင်းပြောင်းလဲမှုရှိပါတယ်အတင်းကျပ်သွားပြီးတော့ပြားပေးလိုက်လို့တရုတ်ကြီးကစိတ်ဆိုးပြီးတော့မြစ်ချောင်းတွေပြောင်းလဲအောင်လုပ်လိုက်လို့ရှိလို့ရှင်လဲအောက်နိုင်ငံတွေကပို့ပြီးတော့ဒုက္ခရောက်သွားနိုင်ပါတယ်ဒါဆိုရင်နိုင်ငံတနိုင်ငံကကိုယ်နိုင်ငံကအစာပြုတ်တယ်ကိုယ်ပိုင်မြင့်မရှိတာတပန်းရှုံးတယ်လို့တော့ပြောရမလို့ဖြစ်နေပါပြီကျွန်တော်တို့မြန်မာနိုင်ငံကတော့ဒီအချက်နဲ့ပတ်သက်ရင်ကံကောင်းတယ်လို့တော့ပြောလို့ရပါတယ်ကျွန်တော်နိုင်ငံမှာကိုယ်ပိုင်မြင့်တွေအများကြီးရှိပါတယ်နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့အရာဝတီမြင့်ကလည်းကိုယ်ပိုင်မြင့်ပါပဲဒါနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုတွေတော့ဖက်ဖူးပါတ ယ်။တရားဥပဒေမြေရေကိုအစားပြုတဲ့နေရာကတရုတ်နိုင်ငံဆိုတဲ့အငင်းပွားမှုတွေရှိပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကပညာရှင်တွေကတော့ဒီကိစ္စကလုံးဝမဟုတ်ပါဘူးဆိုပြီးတော့ညှင်းချက်ထုတ်ထားတော်လေးရှိပါတယ်။တရားဥပဒေမြေအစားပြုရာမေခါနဲ့မလီခါမြေကလည်းကျွန်တော်မြန်မာနိုင်ငံပိုင်းကရှင်ပြည်နယ်ထဲမှာရှိတာပါ။ဘလို့ပဲဖြစ်ပါစေကျွန်တော်မြန်မာနိုင်ငံမှာကိုပိုင်မြေများစွာရှိတဲ့အတွက်ကြောင့်မလို့မဲခေါင်မြေလိုမျိုးပြဿနာကိုတော့အခုချိန်ထိတော့ရှောင်လွဲနိုင်ပါသေးတယ်။ဒီလိုမျိုးအချက်တွေကြောင့်လည်းအနောက်နိုင်ငံတွေကကျွန်တော်မြန်မာနိုင်ငံကိုပထူရီအနေထားရအရင်ကိုကောင်းတဲ့နိုင်ငံလို့ပြောကြတာ C'est pareil.